မလေးရှားနိုင်ငံကဈေးတစ်ခုမှာအာနာပိုင်တွေရဲ့အလစ်ဝင်ရောက်စီးနှင်းမှုအတွင်မြန်မာနိုင်ငံသားတွေအပါအဝင် အထောက်ထားမဲ့နိုင်ငံခြားအလုပ်သမား103ယောက်ဖမ်းဆီးခံခဲ့ရပါတယ်။ဧပြီ13ရက်နေ့ကကွာလာလမ်ပူမြို့တော်မှာရှိတဲ့ချောင်းကစ်ဈေးကိုလူဝင်မှုကြီးကြပ်ရေးဌာနအရာရှိတွေဦးဆောင်ပြီးစီးနှင်းခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဈေးထဲမှာဝယ်ယုံသုံးကအခြေအနေတွေဖြစ်ပေါ်ခဲ့တယ်လို့မျက်မြင်တွေကပြောပါတယ်။အဲ့ဒီစီးနှင်းမှုကနေထွက်ပြေးလွတ်မြောက်သူတွေကိုလည်း of gooden မှာပြုလုပ်တဲ့နောက်ထပ်စီးနှင်းမှုတစ်ခုအတွင်းပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့ကြောင်း Kuala Lumpur လူဝင်မှုကြီးကြပ်ရေးရုံးကပြောပါရယ်လူဝင်မှုကြီးကြပ်ရေးရုံးညွှန်ကြားမှုကစုစုပေါင်းနိုင်ငံခြားသား136ယောက်ကိုစစ်ဆေးမှုတွေလုပ်ခဲ့တဲ့နောက်အထောက်အထားမဲ့103ယောက်ကိုဖမ်းဆီးခဲ့တယ်လို့ပြောပါရယ်အဲ့ဒီထဲမှာမြန်မာနိုင်ငံသားအမျိုးသား3ယောက်နဲ့အမျိုးသမီး2ယောက်တို့ပါဝင်ပါရယ်ဂျန်တာတွေကတော့အင်ဒိုနီးရှားနိုင်ငံသားအယောက်80ဘင်္ဂလားဒေ့ရှ်က73ယောက် အိန္ဒိယ၄ယောက်နဲ့ယီမင်နိုင်ငံသား၁ယောက်တို့ဖြစ်ပါတယ်။တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေကိုရှာဖွေဖမ်းဆီးတဲ့ဒီမစ်ရှင်မှာလူဝင်မှုကြီးကြပ်ရေးအရာရှိတွေအပါအဝင်စုစုပေါင်းအင်အား52ယောက်ကိုအသုံးပြုခဲ့တယ်လို့ညွှန်ကြားမှုကဆိုပါတယ်။လက်ရှိဖမ်းမိထားသူတွေကိုလူဝင်မှုကြီးကြပ်ရေးဆိုင်ရာဥပဒေတွေနဲ့တရားစွဲဆိုသွားမယ်လို့အသိပေးထားပါတယ်။ချောင်းကစေးတဝိုင်းမှာတရားမဝင်နိုင်ငံသားရွှေ့ပြောင်းလုပ်သားတွေများနေတယ်ဆိုတဲ့တိုင်ကြားမှုတွေကြောင့်အခုလိုစီးနင်းရှာဖွေမှုတွေလှုပ်ဆောင်နေတာဖြစ်ပါရဲ့ရှင်။